ိတ်နှဖျားကျမ်းမာပြီးလည်းကျမ်းမာအောင်ချမ်းသာပြီးလည်းချမ်းသာအောင်စွမ်းဆောင်လုပ်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲဂျိုဘာနာမူနိုင်ကြပါစေလို့နှုတ်ခွန်းဆက်သလိုက်ပါရခင်ဗျာ။ရွှေစကားငွေစကားအစီအစဉ်ကျွန်တော်နေ့စဉ်ကြိုးစားပြီးတော့တင်ဆက်ပေးနေပါလေဗျာနော်။အဲ့တော့ညစဉ်ညစဉ်စောင့်မျှော်ကြည့်ရှုနားဆင်ကြတဲ့မိတ်ဆွေလည်းရှိတယ်။အခုမှတွေ့မိကြတဲ့မိတ်ဆွေလည်းရှိမယ်ပေါ့နော်။ ီ YouTube ရဲ့တဘောကလည်းအဲ subscribe ဆိုတာလေးကိုအဲအောက်မှာဗီဒီယိုဖိုင်ရဲ့အောက်မှာတွေ့နေတဲ့ subscribe ဆိုတဲ့အမဲခွက်လေးကိုနှိပ်ထားလိုက်ပါမှအဲနောက်နောက်ဆိုရင်ကျွန်တော်တင်တာလေးတွေကိုအလွယ်တကူတွေ့နိုင်မယ်တဲ့ဆိုတော့ကဲအဲ subscribe လေးမဲနေသေးရင်ဖြူသွားအောင်နှိပ်ထားလိုက်ခြင်းအပြင်အဲ့ဒီမှာခေါင်းလုံးလေးပေါ်လာရင်လည်းအဲခေါင်းလုံးလေးကိုကိုပါခေါင်းလုံးလေးကြတော့မဲသွားအောင်နှိပ်ထားလိုက်ပေးလိုက်ခြင်းအပြင်နော်အဲကျွန်တော်တင်တယ်များအလွယ်တကူတွေ့ရှိနိုင်ကြပါလိမ့်မယ်တဲ့အထူးသဖြင့်ကျွန်တော်တို့ဆိုလဲ လူငယ်တွေစီကိုမေ့ရမြန်ရစုံစမ်းရတာလုပ်ပါအောင်ပေါ့ဘယ်လိုလုပ်ရတာလဲဖက်ကလုတ်နေရတာလဲပေါ့အဲ့တော့အသက်ကြီးပိုင်းလူကြီးသူမှများဆိုလို့ရှိရင်လဲကိုနှိမ့်နိုင်လဲနှိမ့်မနှိမ့်နိုင်လဲကလေးတွေဟဲ့လုတ်ပေးစားမှာဟဲ့ဆိုပြီးလုတ်တာပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တင်တာလေးတွေအလွယ်တကူတွေ့နိုင်ကြမှာဖြစ်ပါတယ်ခင်ဗျာရွှေစကားငွေစကားအစီအစဉ်ဒီနေ့ဒါဟောပြောချက်တွေမှာမိမိတို့နေသားအလိုက်ဟောဒီနေ့ကံကြမ္မာအကျိုးအကြောင်းအဆိုးကောင်းလေးတွေကျွန်တော်ပြောပြပေးတယ်။ညနောက်ဒီနေ့တနေ့တာမှာ ကို့အတွက်ကန်ဆာအကျိုးပေးမဲ့အယောင်တွေအကျိုးပေးလိုက်ရွှင်မဲ့နံပါတ်တွေကဏ္ဍတွေอืมနောက်ကို့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်အဲဘာလေးဘာလေးနဲ့ဘယ်လိုလုပ်ပါဆိုတာလေးတွေကို့ကံပွင့်အောင်မြင့်အောင်ကောင်းတည်တဲ့ကောင်းအញ្ញခိုက်တည်ပြေပြောက်အောင်ဒီလိုတဲ့ရေရာလေးတွေကြောပြပေးလျက်ရှိပါတယ်ခင်ဗျာအနေနဲ့ရကမိတ်ဆွေများအတွက်လည်းအသုံးတဲကြအကျိုးထူးကြတယ်ဆိုတာပြန်လည်ကြားသိရတဲ့အတွက်ဝမ်းသာမိပါ နောက်တစ်ခုကတော့ကျွန်တော်အလင်းတင်တင်တယ်လို့ခုနှစ်ရက်သားသမီးအားလုံးဘသူမဆိုးအေးကြုံရင်ကြုံတယ်လို့အလွယ်တကူဆောင်ရွက်နိုင်မဲ့ဂမ်ဘီရနီးလေးတွေလည်းကျွန်တော်ပြောပြပေးနေပါတယ်နော်ဒီနေ့အလှည့်ကြတာကတော့ကျွန်တော်ကိုပိတ်ဆွေမိတ်ဆွေတွေပြိတ္တတွေထဲမှာအဆိုင်ကဲတို့စိုက်ကားတို့သုံးဘိန်းတို့ထော်လာကြီးတို့အဲ့ဒါတို့အလုပ်တွေလုပ်ကင်နေကြတဲ့မိတ်ဆွေများလည်းအားရှိကြတာပေါ့နော်အဲ့တော့ဆိုင်ကဲကလေးဆွဲတယ် သုံးမိန်မလီမောင်းတယ်ထော်လာကြီးမောင်းတယ်စိုက်ကနင်းတယ်အစတဲ့ပြင်ပေါ့အဲ့ဒါလိုမိတ်ဆွေတွေကကဲကိုလည်းစူးစမ်းကြရရှိတယ်လို့စူးစမ်းမှာပေါ့နောက်တစ်ခုကဘာလို့လို့ရလဲဆိုတော့ကိုင်းရဲ့အပန့်ဖို့ရဆိုလို့ရှိရင်ကိုရဲ့စိုက်ကားတို့စိုင်ကဲတို့သုံးမိန်တို့ထော်လာကြီးတို့အဲ့ဒါလိုယင်တွေရဲ့ထိတ်တနေရရပေါ့အဆင်ပြေတဲ့တနေရလေးမှာစက်ကြတဲ့စိတ်ဆိုတာလေးရှိတယ်ကျွန်တော်တို့စက်ကြတဲ့စိတ်စက်ကြက အလက်ရရလက်ဝဲရစသည်ဖြင့်ရှိတယ်ပေါ့အဲ့ဒါလေးနှစ်ခုလုံးကဲညာရောဘယ်ရောကိုရင်ရဲ့အဆင်ပြေတဲ့ဒီနေရာလေးမှာကတ်ထားလိုက်ပါအဲ့ဒါကဟိုဓာတ်ပုံစတစ်ကာဓာတ်ပုံတော့ဟာမျိုးထုတ်ပြီးကတ်ရင်လည်းကတ်နော်ဒါမှမဟုတ်လဲစက်ကူဓာတ်ပုံထုတ်ပြီးတော့ပလတ်စတစ်ကလောင်းပြီးကတ်ထားလို့လည်းရတာပေါ့နော်စက်ကြတဲ့စေးဆိုတာလေးအဲ့ဒါကကျွန်တော်အဲ့ဒါလိုဂမ်ဘီရလက်ဆောင်တွေကို စုပေါင်းပြီးတော့အဲ့ဒီနီးပေါင်း300ကျော်စောက်လေး ထွက်တာတယ်မကြသေးခင်အဲ့ဒီစာအုပ်လေးထဲမှာလည်းအဲ့ဒီအကြောင်းလေးကျွန်တော်ရေးပေးထားတယ်နော်ဆိုတော့ဒီစာအုပ်လေးကလည်းနီးစပ်ရာစာအုပ်ဆိုင်တွေမှာမေးဝဲပါအဲနောက် online ကနေပြီးတော့အိမ်ရောက်ပို့ပေးတဲ့စာအုပ်တိုက်တွေလည်းရှိတယ်အဲ့ဒါအဲ့ပေါ်မှာရှားပြီးမှာကြည့်ပါနောက်တစ်ခုကတော့ city map တို့ ocean တို့အဲ့ဒီမှာလည်းရမယ်နော် city map တို့ ocean တို့ city map မှာဆိုလို့ရှိရင်ဒါနှစ်လဆက်တိုက် top 10ပေါ့နော်ရောင်းမှာအကောင်းဆုံး မြန်မာပြည်ရဲ့ရောင်းအားအကောင်းဆုံးစားအုပ်ထဲမှာနှစ်လစက်တိုက်ဒီစားအုပ်လေးကရောင်းအားတက်နေတယ်ပေါ့ဆိုတော့အဲ့ဒီထဲမှာလကုနသုံးဘိန်းဆိုင်ကားထော်လာကြီးဆိုင်ကယ်ကယ်ဒီအလုတ်စီဆိုပြီးအဲ့ဒီကြောင့်လည်းရေးပြပေးထားတယ်အဲ့တော့ဒီဆက်ကြတဲ့စိတ်ကလေးအဲ့ဘယ်ရင်နဲ့ညာကြီးနော်အဲ့ဆက်ကြတဲ့စိတ်လေးညံ့မတယ်နဲ့အဲ့ဒါလေးဒါနမူနာပြတာ အဲအဲ့လိုမျိုးပေါ့လှလှလေးတွေ line ပုံမှာရှားကြည့်ပေါ့နော်ရှားကြည့်ပြီးတော့ printer ထုတ်ဓာတ်ပုံထုတ် plastic ကလောင်းစသဖြင့်ပြုတ်လုပ်ပြီးတော့မိမိတို့ရဲ့သုံးဘိန်းတို့ site ကားတို့ခေါ်လာကြီးတို့ဆိုင်ငယ်တို့ရဲ့ထိတ်မှာအဲ့ဒါလေးကတ်ထားလို့ရပါတယ်ခတ်သေးသေးပေါ့ဗျာဒါလည်းမဝင်ဉဏ်တော့ပေါ့နော်ကြီးကြီးသေးသေးကိုယ့်ကိုအလှဆင်းတဲ့အနေနဲ့ကတ်ထားလို့လည်းရတယ်နော်အဲ့ဒါလေးကတ်ထားခြင်းအပြင်ကိုယ့်ရဲ့သုံးဘိန်းတို့ site ကားတို့ခေါ်လာကြီးတို့ နော်ဆိုင်ကဲတို့အလုပ်လေးတွေပို့ပြီးတော့လောက်ရပါလိမ့်မယ်တဲ့อืมပင်တော့ပင်မန်းတာပေါ့ဗျာဒါပေမဲ့ပျော်စရာကြီးပေါ့နော်ပင်မန်းမိပစ္စံတွေရမယ်ဆိုတော့ကဲအဲ့ဒီလိုအသက်မွေးနေကြတဲ့ကျွန်တော်မိတ်ဆွေမိတ်မိတ်ဆွေများလည်းပဲအစဉ်ပြေကြပါစေနော်အလုပ်ကိုင်းနေကောင်းဝင်ဝင်နေကောင်းကြပါစေခင်ဗျာကို့မှာတိုက်ရိုက်မဟုတ်ရင်လည်းပဲကို့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေထဲမှာ အဲ့ဒါလို၃ဘိန်းတို့ဆိုင်ကဲတို့စိုက်ကားတို့ဒေါ်လာကြီးတို့နဲ့အသက်မွေးနေကြတဲ့မိတ်ဆွေများဆိုရင်လည်းအဲ့ဒီနည်းလေး lesson ကမ်းပြီးတော့ကုသိုလ်မျှဝေနိုင်ကြပါတယ်ခင်ဗျ။ကဲအဲ့ဒါလေးလည်းအဆင်ပြေကြပါသည်ကြိုးထူးကြပါသည်ပေါ့နော်။ကဲအခုကတော့2024ခုဇွန်လ28ရက်နေ့အတွက်တဏိတာရွှေစကားငွေစကားဟောကြားချက်များရှင်းဥစွာတနင်းငွေသားသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာကသားသမီးအောက်လက်ငယ်သား တပိတပန်းအလုသမားနဲ့ပတ်သက်တဲ့ဝန်သားစရာစိတ်ချမ်းသာစရာတွေကြုံရတတ်တယ်။အဲအောက်လက်ငယ်သားတွေနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေအစီအမံတွေအောင်မြင်တတ်တယ်။ကိုယ့်စီကိုဝန်သားစရာတရင်ကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်တယ်။အဝေးပြေပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စများအောင်မြင်နိုင်သောနေ့ဖြစ်ပါတယ်ခင်ဗျာ။တခုကြည့်တာကမိသားစုအတွင်းလုပ်ငန်းခွင်အတွင်းအဖွဲ့အစည်းတွေအတွင်းမှာညှိမြနှိုင်းမြစိတ်သဘောကိုယ်ရတတ်တာလေးတော့သတိကျူစေချင်ပါတယ်။ဒီလိုနေ့တွေမှာတရင်ကောင်းတွေသားသမီးမိတ်ဆွေတွေကကံရဲ့အပံမိုးရရှိစေဖို့ဆိုရင် အပြာရောင်တို့ပန်းရောင်တို့အဆက်အပြောက်အကွက်အပြောက်တွေများများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါဒီနေ့တနေ့တာကိုအတွက်ကံကောင်းလက်ရွှင်စေမဲ့ကဏ္ဍတွေနံပါတ်တွေကတော့ဖြင့်၄ကဏ္ဍ၆ကဏ္ဍနေဖြစ်ပါတယ်ခင်ဗျာဒီလိုနေမျိုးမှာမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင် လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းရောင်းကုန်ပစ္စည်းတွေကိုတံမြာသီးကလေးတစ်လုံးနဲ့တို့ပြီးခောက်ပြီးတော့ဆူတောင်းပါ ဒီနေ့တနေ့တာအရေးကြီးတဲ့ကိစ္စတွေအောင်မြင်ဖို့ရည်ရွယ်ချက်တွေအောင်မြင်ဖို့အတွက်ဆိုရင်အောင်တာရဖို့အတွက်ဆိုရင်မြတ်စွာဘုရားမှာတံပရာကြီးကတ်လှုပ်ပြီးတော့စုတောင်းမှာမိတ်ဆွေအပေါင်းအသင်းလှုပ်ပေါ်ကံပဲဆွေမျိုးသားချင်းတွေကိုလည်းတံပရာကြီးဒါနပြုခြင်းအဖြစ်တနေ့ကနေသားသမီးမိတ်ဆွေများဒီနေ့တနေ့တာကံရဲ့ထောက်ပံ့ရရှိကြပါသည်ခင်ဗျာဆက်လက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများလည်းဒီလိုနေ့တွေမှာဝမ်းသာစရာကြီးကြီးမားမားထူးထူးခြားခြားတွေကြုံရတတ်တယ်ပြော လုတ်တွေမထင်မှတ်ဖဲနဲ့ဟာအလုတ်တွေအရန်အောင်မြင်တာတို့အလုတ်ကိုင်းတွေတိုးတက်တာတို့ယာရုတိုးသလိုမျိုးကို့အလုတ်ကိုတိုးနိုင်ချဲ့နိုင်အဆင့်တန်းမြင့်တာမျိုးပြောလို့နိုင်ရတတ်တယ်ငွေကန်ကောင်းလိမ့်မယ်ဝင်ရိုးဝင်စဉ်ငွေတွေအပြင်ထူးထူးခြားခြားကန်ကနေပေးပြီးတော့အဲ့ဒါငွေတွေဝင်တာတို့ငွေအလုံးရင်းနဲ့ဝင်တာတို့အာတံပိုးကြီးပစ္စည်းဝယ်မယ်ရောင်းမယ်အစီအစဉ်အောင်မြင်သွားတာတို့ဖြစ်တတ်တယ်အဲ့တော့အဖိုးတန်ပစ္စည်းတွေဝယ်ယူစုဆောင်းခြင်းနောက်ကုန်ပစ္စည်းတွေဝယ်ယူစုဆောင်းတိုးလောင်ခြင်းအဲ့ဒါမျိုးတွေပြုလို့ ဟိုကောင်းတယ်ကို့မိသားစုဆွေမျိုးအသားချင်းတဲမှာအလူမင်္ဂလာပွဲလမ်းသဘင်ကိစ္စအစီအစဉ်မယ်ဆိုရင်လည်းကောင်းသောနေ့တနေ့ဖြစ်ပါတယ်ဗျဒီလိုနေ့တွေမှာကို့တဲ့ကြီးတဲ့သူတွေကတမျိုးငယ်တဲ့သူတွေကတဖုံအဲ့ဒီကြားထဲမှာကလန်ကလန်ညက်တက်တယ်ဆိုတာလေးတော့တတိဖြူသိကြပါတယ်နော်အဲ့တော့တင်းလာသားသမီးမိတ်ဆွေတွေကဒီလိုနေ့တွေမှာကံရဲ့အပံမို့ရရှိစေဖို့ဆိုရင်အဖြူရောင်းလို့ငွေရောင်းလို့မီးခိုးရောင်းလို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်သုံးဆွဲပါ ဒီနေ့တနေ့တာတင်းလာသားသမီးမိတ်ဆွေများအတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်ဒီကဏ္ဍတွေကနှစ်ကဏ္ဍခွန်ကဏ္ဍတွေဖြစ်ပါတယ်ခင်ဗျာဒီလိုနေမျိုးမှာကိုယ့်ရဲ့ရောင်းဝယ်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်ခဲတံလေးတစ်ချောင်းခဲတံလေးအောင်းအောင်တစ်တစ်ခဲတံလေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးတော့ဆူတောင်းမှာရောင်းဝယ်ပစ္စည်းတွေလုပ်ငန်းလုပ်ပစ္စည်းတွေပေါ့ကဲအရေးကြီးတဲ့ကိစ္စကြီးများအောင်မြင်ဖို့ဒီနေ့တနေ့တာကိုယ့်အတွက်အောင်တတ်အားကောင်းဖို့နော်လုပ်ငန်းဆောင်တာတွေအောင်မြင်ဖို့အတွက်ဆိုရင်မြတ်စွာဘုရားမှာနန်းကြီးတုတ်ကတ်လှုပ်ပြီးတော့ဆူတောင်းမှာ မိတ်ဆွေအပေါင်းအသင်းဆွေမျိုးမိတ်ဆွေလှုပ်ဖို့ကံမဲ့တွေကိုလည်းနန်းကြီးတို့ဒါနာပြုခြင်းအားဖြင့်ဒင်းလာသားသမီးမိတ်ဆွေများဒီနေ့ကံတက်ကံဖွင့်ကံပွင့်ကံထူးကြပါစေခင်ဗျာဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများလက်ဒီလိုနေ့ဒီမှာကမတင်မကြမရည်မရစိတ်နှခွက်ဖြစ်စရာတွေများရတယ်ပြဿနာအခက်အခဲအနေကြီးကြီးမားမားမဟုတ်ပေမဲ့အဲစိတ်နှောက်ချက်ဖြစ်ရတာပေါ့နော်မတင်မကြမရည်မရတယ် တေချာချိန်ချက်ထားတဲ့ကိစ္စတွေလွဲကုန်ချော်ကုန်တာတို့ဟာတေချာဘောက်ဝယ်မယ်ရောင်းမယ်လို့စီစဉ်ထားပြီးကမှအရောင်းဝယ်ကိစ္စပြက်သွားတာတို့တအောင်းနဲ့တယောက်ဟိုဘက်ကပြပြဟိုဘက်ကပဲပြပြဂရီးပြရတာစသဖြင့်မနော်ဟိုအကြောင်းအကြောင်းနဲ့လွဲချော်မှုဆိုတာမျိုးတွေဖြစ်တတ်တယ်ငွေမှပစ္စည်းမှအဝယ်မှအရောင်းမှလေးတွေယူဆရပါလိမ့်မယ်ငွေတွေပစ္စည်းတွေအပြောက်လို့ထွက်ကြလို့ကြာကွဲလို့အာဆိုတာမျိုးတွေလည်းအလေးလွဲအပြောက်ဆုံးနေများတတ်တယ်ဆိုတာလေးဒရိချုပ်နေကြပါတယ်တကူရှိတာက ဘာသာရေးနဲ့ပတ်သက်လို့ပညာရေးနဲ့ပတ်သက်လို့ထူးထူးခြားခြားအောင်မြင်မှုဝမ်းသာစရာတွေကျုံ့ကြားတတ်ပါတယ်ခင်ဗျာအဲ့တော့ပညာရေးသင်ကြားရေးဇာမေးဝယ်ကိစ္စအင်တာဗျူးကိစ္စလို့ဟာတွေအပြုပြီးတော့ကြိုးစားတင်ပါတယ်နော်အင်္ဂါသားသမီးမိတ်ဆွေတွေကဒီလိုနေ့တွေမှာကံရင်အပံမိုးရဖို့ဆိုရင်အင်္ဂါသားသမီးမိတ်ဆွေတွေကအနှစ်ရောင်ခရမ်းရင်ရင်အပြာရင်ရင်အယောင်ရင်ရင်အဝတ်အစားသုံးဆောင်တွေကိုအပြုပြီးတော့ဝတ်ဆင်သုံးစွဲပါ ကို့အတွက်ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကဏ္ဍတွေက9ကဏ္ဍ9ကဏ္ဍတွေဖြစ်ပါတယ်ဒီလိုနည်းမျိုးမှာကို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်တမီးအားကောင်းကောင်းနဲ့ထိုးပြီးတော့ဆူတောင်းပါခင်ဗျရောင်းကုန်ပစ္စည်းတွေလုပ်ငန်းလုပ်ပစ္စည်းတွေကိုတမီးနဲ့ထိုးပြီးဆူတောင်းမယ်ဒီနေ့တနေ့တာကို့ရဲ့ရည်ရွယ်ချက်တွေအောင်မြင်အောင်လုပ်ငန်းဆောင်တာတွေအောင်မြင်အောင်ငွေရွှင်လက်ရွှင်အောင်နော်အလုပ်တွေအောင်မြင်အောင်ဆိုရင် မြတ်စွာဘုရားမှာမုံတီလှူဒန်းသောကုသိုလ်ပြုပါအပေါင်းအသင်းမိတ်ဆွေလောဘကံမဲ့အိမ်နေခြင်းတွေကိုလည်းမုံတီလှူဒန်းသောကုသိုလ်ဒါနာပြုခြင်းအဖြစ်အင်္ဂါလာသမီးမိတ်ဆွေများဒီနေ့ကံပွင့်ကံမြင့်ကြပါသည်လက်ရှင်ကြပါသည်ခင်ဗျာနော်ကဲဗုဒ္ဓသာသမီးမိတ်ဆွေများလည်းဒီလိုနေ့ဒီမှာကကိုယ်အစွမ်းအစအရင်ချင်းကိုပြရမယ်နေ့မျိုးပဲကိုယ့်ဘက်ကကြာကြာနာနာပြီးပြင်းပြင်းစူးစမ်းနှံ့ရင်အောင်မြင်မှုကြီးမားတတ်ပြီးတော့ ိုဘက်ကယော့တီယော့ရဲ့ပေါ်တီပေါ်ဆာဆိုရင်တော့လေဆုံကျုံနေနာမှုကြီးများသွားတတ်တယ်။တက်ပြီဆိုလဲထိတ်ဆုံးကြပြီဆိုလဲအောက်ဆုံးဆိုတာမျိုးဖြစ်တတ်တယ်။အဲ့တော့တက်ကြတအားကျန်းနေရန်ရယ်များတဲ့ဂိမ်းမျိုးပေါ့။အဲ့တော့ကိုဘက်ကသတိကြီးကြီးနဲ့အင်အားသုံးပြီးစ조사မယ်နေမျိုးဖြစ်ပါတယ်ဗျာ။နောက်တစ်ခုကတော့အိမ်သစ်နေရာသစ်လုပ်ငန်းသစ်အိမ်ပြောင်းနေရာပြောင်းလုပ်ငန်းပြောင်းအပြောင်းလဲအစ်စ်အစမ်းအစီအစဉ်အစ်စ်များဦးစားပေးတဲ့သောနေ့ဖြစ်ပါတယ် မီးတို့အဘူတို့လျှက်စစ်တို့တခိုးတို့ဒုက္ခပေးတယ်ဆိုတာဒီလိုဂိမ်းမျိုးနဲ့ပတ်သက်ရတာလည်းဆိုရလိုက်တော့သတိကျုပ်နေကြပါတယ်နော်မဟုတ်ကြဖြစ်မဲ့တော့မဆိုလိုပါဘူးတော်တော်လေးတော့သတိထားရမယ်ပေါ့အဲ့တော့ဗိုလ်သူသားသမီးမိတ်ဆွေများကဒီလိုနေ့ဒီမှာကံရဲ့အပံမိုးရရှိစေဖို့ဆိုရင်အနီရောင်တို့ကြက်သွေးရောင်တို့များများပါတော့အဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစပါဒီနေ့တာကိုအတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက1ကဏ္ဍ6ကဏ္ဍနေဖြစ်ပါတယ် ဒီနေ့ဒီနေ့တာကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေတိုးတက်အောင် ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တတ်အောင် ဆိုရင်ကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းစက်မှုလက်မှုလုပ်ငန်းသုံးပစ္စည်းတွေကိုအုံညွန်ကလေး6ညွန်ပို့ပြီးတော့အဲ့ဒီအုံညွန်လေးတွေနဲ့ရိုက်တို့ပြီးတော့ဆူတောင်းမှုဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့ဗိုလ်သူသားသမီးများဒီနေ့ဒီနေ့တာကံပွင့်လက်ရွှင်အောင်အလုပ်တွေအောင်မြင်အောင်ဆိုရင်မြတ်စွာဘုရားမှာတရက်ယူလူတန်းပြီးတော့ဆူတောင်းမှုဖြစ်ပါတယ်အပေါင်းအသင်းမိတ်ဆွေလုပ်ဖို့ကံမဲများကိုလည်းတရက်ယူဒါနာပြုခြင်းအပြင် ီနေ့တနေ့တာအောင်မြင်ကံပွင့်လက်ရွှေအလုပ်တွေအစီအပြေကြပါစေခင်ဗျဆက်လက်ပြီးတော့ကြာတပရိသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကမတင်မကြဟိုမရောက်ဒီမရောက်ခြေတိုးအခက်နောက်ဆောအခက်ခြေတုံချတော့တွေဒီများရတယ်ငွေကန်နေနေတယ်ရှိတဲ့ငွေစီလိုအပေါက်ချပြီးထွက်ရရန်ဝင်ရန်တွေကတို့လိုတလန်ဖြစ်အဲ့တော့ငွေရရရန်ပေးရန်နေနော်ရှုပ်ချုပ်တွေ့တွေ့တွေဖြစ်တတ်တယ် အဲ့ဒီပစ္စည်းဟုတ်တယ်မဟုတ်ဘူးယူသွားတယ်မယူပါသေးဘူးအဲ့ဒီကပတ်စံပေးပြီးပြီးမပေးရသေးဘူးငင်းရခုံမအဲ့ဒါမျိုးလေးတွေဖြစ်တတ်တယ်တကယ်ယောဂကြီးကြီးမားမားမဟုတ်ဘဲနဲ့အဲ့စိတ်တွေရှုပ်ထွေးစိတ်ဓာတ်တွေကြာပြီးတော့ဂျမ်းမာကြီးထိခိုက်တယ်လို့ဖြစ်တတ်တာလေသတိပြုတယ်ကျမတယ်ခင်ဗျာဒီလိုနေ့တွေမှာကလက်ရှိလုပ်ငန်းကိုတိုးချဲ့တာပဲဖြစ်ဖြစ်အချိန်မြင့်တာပဲဖြစ်ဖြစ်လုပ်ငန်းအစ်စ်တွေစတင်တာအစီအစဉ်အစ်စ်တွေစတင်တာတိုးချဲ့တာမျိုးတွေအပြုပြီးတော့ကြိုးစားတက်ပါတယ်စံစီစေးစားစားတော့ကုန်တဲ့ပတ်သက်တဲ့လုပ်ငန်းများ တို့ချဲ့တင်ပါတယ်ခင်ဗျာကဲဒီလိုနေ့ဒီမှာဂျာလာပိသားသီမိမိတ်ဆွေများကံရဲ့အပမိုးရရှိစေဖို့ဆိုရင်အညိုရောင်တို့ခရမ်းရောင်တို့မယမ်းရောင်တို့များများပါတော့အဝဲစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါဒီနေ့တနေ့တာကိုအတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်ဒီကဏ္ဍတွေကတော့ဖြင့်တစ်ကဏ္ဍ၃ကဏ္ဍနေဖြစ်ပါတယ်ကဲကိုရရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဂျာတာရီသားသမီးမိတ်ဆွေတွေက ညောင်ရွက်လေး၃ရွက်ပူထပ်ပြီးတော့အဲ့ဒီညောင်ရွက်၃ရွက်နဲ့ရက်ခတ်ပြီးတော့ရိုက်ပြီးတော့ဆူတောင်းမှုဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ဒါကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေအောင်မြင်အောင်ရည်ရွယ်ချက်တွေအောင်မြင်အောင်ဆိုရင်ကြာသာရေးသားသမီးမိတ်ဆွေများကအုံတို့ခောက်ဆွဲမြစွာဖရာမှာလှူဒါန်းတော်ကုသိုလ်ပြုပါအသောမဟုတ်အပေါင်းအသင်းမိတ်ဆွေလောဘကံမဲ့တွေကိုဒါနပြုတော်ကုသိုလ်ပြုခြင်းအပြင်လည်းပဲကဲဒီနေ့ဒါကံပွင့်ကံမြင့်အလုပ်တွေအောင်မြင်အစီအမိကြပါစေခင်ဗျာ ဆက်လက်ပြီးတော့တောက်ကြာသားသမီးမိတ်ဆွေများလည်းဒီလိုနေ့ဒီမှာကမရတော့အောင်မိတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်။သုံးမီလို့အောင်မိတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်။အကြောင်းကြောင်းကြောင်းရပ်ထားနားထားရတဲ့ထင့်ငော့ကြံ့ကြာ နေတဲ့လုပ်ငန်းဟောင်းတွေရည်ဝဲချက်ဟောင်းတွေအစီအစဉ်ဟောင်းတွေပြန်ပြီးအောင်မြင်တတ်တယ်။ကွဲပွားနေတဲ့ဆွေမျိုးမိတ်ဆွေလို့ပေါ်ကံပတီနဲ့လည်းပြန်လဲဆုံးသီးရတတ်တယ်။နောက် တာသမီအောက်လင်ငယ်သားအလုသမားတို့နဲ့ပတ်သက်တဲ့ဝန်သားစီရာတွေကျုံ့ကြရတာပါတယ်။ငွေရီရွှင်တံမိုးကြီးပစ္စည်းတွေဝယ်ယူဆိုသောမဲ့အစီအစဉ်အောင်မြင်တတ်တဲ့ရွှေတို့ရေရနာပစ္စည်းတို့လျှက်စစ်ပစ္စည်းတို့ကားတို့ကြောက်တို့အိမ်ဆောင်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်များအောင်မြင်နိုင်သောနေ့ဖြစ်ပါတယ်။အဲ့ဒီကိစ္စတွေပို့ပြီးအားပြုပြီးကြိုးစားကြပါတယ်။ဒီလိုနေ့ဒီမှာတောက်ကြတာသမီးမိတ်ဆွေတွေကကံရင်အပံမှုရရှိစေဖို့ဆိုရင်အစိမ်းရောင်အပြာရောင်အစိမ်းလည်းအနုအယင်မျိုးမျိုးပေါ့အပြာလည်းအနုအယင်မျိုးမျိုးရှိတယ် အဲ့ဒါလိုတခုခုပေါ့အစိမ့်တို့အပြာတို့များများပါတဲ့အဝတ်အစားသုံးဆောင်ကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါဒီနေ့ဒီနေ့တာကိုအတွက်ကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက2ကဏ္ဍ6ကဏ္ဍနေဖြစ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ရောင်းကုန်ပစ္စည်းတွေရောင်းဝတ်တက်အောင်ဆိုရင်တော့တောက်ကြသားသမီးမိတ်ဆွေများကခရင်လေးတစ်ချောင်းထမင်းစားတဲ့ခရင်ဇွန်းခရင်ခရင်လေးတစ်ချောင်းနဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုတုတ်ခေါက်ပြီးတော့ဆူတောင်းပါခင်ဗျာဒီနေ့ဒီနေ့တာတောက်ကြသားသမီးမိတ်ဆွေများက မြတ်စွာဘုရားမှာကောကြီးခောက်ဆွဲလှူဒန်းပြီးတော့ဆူတောင်းပါမိတ်ဆွေအပေါင်းနဲ့မြတ်ကိုဒါနပြုခြင်းအားဖြင့်လည်းပဲကောကြီးခောက်ဆွဲဒါနပြုခြင်းအားဖြင့်လည်းပဲဒီနေ့ဒီနေ့ကကံပွင့်လက်ရွင်လုပ်ငန်းတွေအောင်မြင်တဲ့အကျိုးခံစားကြပါလိမ့်မယ်တဲ့ခင်ဗျာကဲဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများလည်းရောက်လာပြီဒီလိုနေ့ဒီမှာကမထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့လူကြီးမိဘတို့ကြီးကဲသူအလုရှင် အဲ့လိုပုံကိုယ်တွေစီကအကူအညီကောင်းတွေရတတ်တယ်။ငွေကြေးတို့အလုပ်တို့နဲ့ပတ်သက်တဲ့နော်အကူအညီတွေလက်ဖြစ်နိုင်တယ်။အဲကိုယ့်ဘဝအတွက်အချိုးထူးမဲ့အကြံဉာဏ်ကောင်းရတာမျိုးပညာကောင်းရတာမျိုးလည်းဖြစ်နိုင်ပါလေ။နောက်တစ်ခုကတော့ဆုရတယ်လို့မဲပေါက်တယ်လို့အမွေရတယ်လို့ကန်ထူးတတ်တယ်။မထင်မှတ်တဲ့ဥစ္စာတခုသူများတွေတွေ့ခက်နေတာကိုယ့်အတွက်လွယ်သွားတာတို့။ဟာအလုပ်မှာပဲဖြစ်ဖြစ်ကိုယ့်ဆွေမျိုးမိသားစုအတိုင်းပိုင်းမှာပဲဖြစ်ဖြစ်မထင်မှတ်တဲ့အခွင့်အရေးတွေငွေတွေပစ္စည်းတွေဝင်လာရတာတို့စသဖြင့် ဝမ်းသာစရာကြီးကြီးမားမားကြုံရတာပါတယ်။ဘာသာရေးတို့အဋ္ဌံကုသိုလ်ကောင်းမှုတို့ဒီနေ့စိုက်လိုက်မတက်ဖိပီစီစီလေးအာယုံနှစ်ပြီးလုံနိုင်လုံနိုင်တော့ကံပူပြီးတော့ထူပါလိမ့်မယ်။တခုရှိတာကကိုယ့်ရဲ့ကံကောင်းတော့အဲဆွေမျိုးရင်းမိတ်ဆွေရင်းတွေအတွက်ပူပင်တော့ကတွေများရတတ်တယ်။သူတို့ရဲ့အပူတော့ကတွေကိုကလိုက်လံကောင်းခံဖြည့်ရှင်းဆိုတာလေးတော့လာပြီးတော့ကြုံရတာပါလိမ့်ဗျ။အဲ့တော့စနေသားသမီးမိတ်ဆွေတွေကဒီနေ့ကံရဲ့အပံမှုရရှိစေဖို့ဆိုရင်အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များများပါတော့ အဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါဒီနေ့တနေ့ဒါကိုအတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကဏ္ဍတွေပြောရမယ်ဆိုရင်တော့ကိုကဏ္ဍ၅ကဏ္ဍနေဖြစ်ပါတယ်ခင်ဗျာမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဆက်ပြားကလေးတစ်ခဲနဲ့တို့ပြီးခောက်ပြီးတော့ဆူတောင်းပါဒီနေ့တနေ့ဒါလုပ်ငန်းတွေအောင်မြင်အောင်ငွေရွှင်လက်ရွှင်အောင်ကံပွင့်အောင်ဆိုရင်တော့မြတ်စွာဘုရားမှာစီထမင်းလှူဒါန်းတော့ကုသိုလ်ပြုလုပ်ပါအဲ ဗမာစီတမင်းပဲဖြစ်ဖြစ်ဒီဘက်ကပေါ်လာတဲ့ကျက်စီတမင်းလိုဟာမျိုးပဲဖြစ်ဖြစ်ပေါ့နော်စီတမင်းလူဒါနောက်ကုသိုလ်ပြုပါမိတ်ဆွေအပေါင်းသင်းလောက်ပေါ်ကံမတ်တွေကိုလည်းစီတမင်းဒါနပြုခြင်းအားဖြင့်ကဲဒီတိတိတိတာစနေသားသမီးများကံပွင့်ကံမြင့်လက်ရှင်တော့အကျိုးခံစားကြပါစေခင်ဗျာရွှေစကားငွေစကားအစီအစဉ်ကျွန်တော်ညစဉ်ကြိုးစားပြီးတင်ဆက်ပေးနေပါတယ်အဲ့ဗီဒီယိုဖိုင်အောက်က subscribe ဆိုလေးလဲမဲနေပြူအောင်နှိပ်ခဲ့ရင်နောက်တော့ကျွန်တော်တင်တာလေးတွေအလွယ်တကူတွေ့နိုင်ပါလိမ့်မယ်တဲ့။ကဲနည်းနည်းရကကျွန်တော်မိတ်ဆွေပေါ့ ကိုစိတ်နှပြကြမ်းပါတည်တဲ့ကြမ်းပါအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်ကြပါလေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လေ။